မိုဘိုင်းလေဂျန်ရဲ့မကြခင်လာမယ့် event အကြီးကြီးလေးခုအားလုံးပဲမင်္ဂလာပါခင်ဗျာ One Shot 7 Gaming ကနေပြန်လည်ကြိုဆိုလိုက်ပါရစ်ဗျဒီနေ့မှာတော့ Breather Zero ကိုတိတ်မကြခင်မှာလာမယ့် Mobile Legend ရဲ့ event အကြီးကြီးလေးခုအကြောင်းကိုပြောပြပေးကြပါမယ်အဲ့ဒီ event တွေကနှစ်ခုကိုတော့ Breather Zero တီးပြီးလောက်ပြီဆိုပေမဲ့အဲ့ဒီထဲကနှစ်ခုကိုတော့တီးမှာမဟုတ်သေးပါဘူးအဲ့ဒီနှစ်ခုကဒီနေ့မကုန်ခင်မှာပဲလာမယ့် event ဖြစ်ပြီးတော့တော်တော်များများမျှော်နေကြတဲ့ event တွေမှာလေးပါပါတယ်ဘယ် event တွေများဖြစ်မလဲဆိုတာကျွန်တော်နဲ့အတူတူကြည့်လိုက်ကြရအောင်ပါ ထမဦးဆုံးအနေနဲ့ပြောချင်တာကတော့အခုလောလောဆယ်မှာအရန်ဟော့နေတဲ့ event တစ်ခုဖြစ်တဲ့ Naruto event မှာ Naruto event ဟာမေနရနေ့မှာထွက်ထားမယ်လို့ကြေညာထားပေမဲ့မွန်နဘကဒါဟာဧပြီလကနေပြီးတော့ရက်ရွှေ့လိုက်တာဖြစ်ပါတယ်။အဲ့တော့နောက်ထပ်ရက်ရွှေ့မလားမရွှေ့ဘူးလားဆိုတာကတော့မသေးကြသေးပါဘူး။ပြောကြတော့ကတော့ဒီမီနီယန်နေ့ဟာ Naruto event ထွက်လာဖို့အတွက်အသေးစားဆုံးရက်လို့လည်းပြောပါတယ်။ Naruto event မှာပါတဲ့အရာတွေဟာကျွန်တော်တို့အတွက်အရန်ကိုမိုက်တဲ့အရာတွေဖြစ်ကြောင်းကိုလည်းဗီဒီယိုတစ်ပုဒ်နဲ့တင်ဆက်ပေးခဲ့ပြီးပါပြီ။ ထတိုတီးရတဲ့ဟာရီရဆိုရင်တော့လောကလေးပဲမာဒရာနီနဲ့ပါလာမှာဖြစ်တယ်လို့ခရီးတွေပါဝင်မတ်ပဇိုင်းဟာလေးပဲဒီနာရူတိုရဲ့အသင်းအတိုင်းပဲပြောင်းနေသွားမှာဖြစ်ပါတယ်ဒီလိုကြောင့်မလို့ဒီ event ဟာ Mobile Legend ရဲ့ collaboration တမိုင်းမှာအကြီးဆုံး collaboration ဖြစ်ပြီးတော့အခုလိုမျိုးအလုံးစုံကြီးပြောင်းနေတဲ့ပထမဦးဆုံး event ဖြစ်ပါလိမ့်မယ်။ event က Naruto event skin တွေအပါအဝင်ကောနောက်ထပ် free skin တွေ tower skin တွေအတွက်လည်း event အသေးတစ်ခုထပ်ပြီးတော့ပါပါသေးတယ်။ရန်နောက်ဆုတ်ပြီးကျွန်တော်တို့အနေနဲ့စောင့်ရတာတမ်းမဲ့ event မျိုးပါ။ ဒုတိယမြောက် event တစ်ခုကကြတော့ Aspirant Skin 2.0 series ဖြစ်ပါတယ်။ Aspirant Skin နေဟာလောလောဆယ်မှာ6កောင်အထိထွက်ထားပါတယ်။ Leslie, Ruby, Leila, Fanny, Changge, Angela တို့ပဲဖြစ်ပါတယ်။အဲ့ဒီ6កောင်ဟာကျွန်တော်တို့ရှိကို event တစ်ခုပြီးတစ်ခုနဲ့ပုံစံမျိုးစုံနဲ့လာနေလေးရှိပါတယ်။လွန်ခဲ့တဲ့နှစ်တုန်းကတော့ဒီ Aspirant Skin series ရဲ့1လို့ပြောရမယ့် Fanny နဲ့ Leila ကိုကျွန်တော်တို့မဲနိုင်ခဲ့ရပါတယ်။တိတ်မကြခင်မှာ2အနေနဲ့ Ruby နဲ့ Angela ကိုပြန်ပေးမယ်ဆိုပြီးတည်ထားတာပါ။ ဒါက2025ရေးမှလာမယ့် event အကြီးကြီးတွေကနောက်ထပ်တစ်ခုထပ်ဖြစ်ပါတယ်။တတိယမြောက်တစ်ခုအနေနဲ့ကတော့ပရိသတ်တွေထင်မှားမဲ့ event မျိုးဖြစ်ပါတယ်။အဲ့ဒီ event ကဘာ event လဲဆိုရင်တော့လွန်ခဲ့တဲ့2နှစ်3နှစ်ဝန်းကျင်လောက်ကဈေးအကြီးဆုံး second series လို့ပြောရမယ် villain squad series လို့လည်းခေါ်သလို avisel wing လို့လည်းခေါ်တဲ့ villain squad second နေပဲဖြစ်ပါတယ်။ villain squad second နေမှာဘယ်ကောင်တွေပါလဲမိလို့ရှိရင်တော့ selina, leo mo, alpha, moscow တို့ပဲဖြစ်ပါတယ်။ ဲ့ဒီလေးကောင်ရဲ့ skin effect တီဟာကျွန်တော်တို့ mobile legend နဲ့မှာလုံးဝမရှိဘူးတဲ့ပုံစံနဲ့ special ရှိနေတဲ့ skin တွေဖြစ်ပါတယ်။နောက်တစ်ခါထပ်ပြီးတော့ဒီလိုပုံစံတူထပ်ထုတ်လို့မရတော့အောင်ထိထုတ်ထားတဲ့တကယ်အမိုက်စား skin တွေပါ။ကျွန်တော် channel ကိုဟိုးရင်တုန်းကစားကြည့်ဘူးတဲ့သူတွေဆိုရင်တော့ကျွန်တော်ရဲ့ပထမအဦးဆုံးဗီဒီယိုတွေကတခုဟာအဲ့ဒီ alpha skin ကို review ပေးခဲ့တာနဲ့ leo mo skin ကို review ပေးခဲ့တာဖြစ်ပါတယ်ဒီတော့ကြောင့်မလို့ကောင်းကောင်းမှတ်မိနေပြီးတော့ဒီ skin นี่ဟာထပ်ပြီးတော့ပြန်မလာနိုင်တော့ဘူးလို့ခံမှန်းထားပေမဲ့အခုပြန်ပြီးတော့တကြောပြန်လာပါမယ် ကိုကစကင်နေကိုစုရတာကြိုင်းနေတတ်တဲ့သူဆိုရင်တော့အဲ့ဒီအဘိစေဝင်းဆက်ကွက်ထဲကတကောင်လောက်ကိုတော့ရထားတယ်မာရီပရိသတ်ဂျီရိုအနေနဲ့စိတ်ကူးမမဝေးနဲ့စမ်းဖောက်ကြည့်တဲ့အထဲမှာအဲ့ဒီစကင်စီရီလေးပါပါရီလေးကူးမြောက်အနေနဲ့နောက်ထပ်လာမယ့် event အခုကတော့အမျော်ဆုံး event တွေကတစ်ခုဖြစ်တဲ့ Downing Star event ဖြစ်ပါရီဒီ Downing Star event ကိုဘာကြောင့်ပြန်ပြီးတော့မျှော်ကြတာလဲဆိုတော့သူ့မှာချောင်းစကင်ပါနေလို့ပါချောင်းရဲ့ hero စကင်ဟာတော်တော်များများသဘောကျတဲ့အရာဖြစ်လို့ပါပဲ ဂျန်နဲ့ဆကီနေကိုဘယ်သူအောင်မှအဲ့လောက်ကြီးစေးဖို့ကြောပတ်မလုပ်ကြဘူးဆိုပေမဲ့ဒီ Downing Star ရဲ့ event မှာချောင်းစကင်ကိုတော့လူတိုင်းနှီးပါလိုချင်ကြတာပါစုစုပေါင်းဒီ Downing Star event မှာထွက်ထားတဲ့ hero စကင်ကတော့၅កောင်ပါ Esmeralda, Veil, Bruno, ချောင်းနဲ့ Lancelot တို့ပဲဖြစ်ပါတယ်အဲ့ဒီထဲမှာမှရောင်းအားအကောင်းဆုံးစကင်၂កောင်ကိုပြောပါဆိုရင်တော့ Lancelot နဲ့ချောင်းပဲဖြစ်ပါတယ် အဲ့ထဲမှာမှ6ငါးတော့လူတိုင်းနှီးပါလူကျင်ကြတဲ့စက်ကြီးမှာဒါပေမဲ့လေငါးကောင်ရှိတာမို့လို့ KOF တက်တောင်မှဖောက်ရခတ်တယ်လို့ပြောရပါလိမ့်မယ်ဒိုင်းမွန်လဲတော်တော်လေးပေါ်ပေါ်တီတီတုံးပြရတဲ့ event မျိုးဖြစ်ပြီးတော့အဲ့လိုမျိုးဒိုင်းမွန်ပေါ်ပေါ်တီတီတုံးနိုင်လဲခြောင်ရမယ်လို့အမခံကြကမရှိပြန်သေးပါဘူး။ဒါကြောင့်မလို့ဒီလာမဲ့ event ၄ခုမှာ Brother တီအနေနဲ့အကြိုက်ဆုံးဖြစ်မဲ့ event ကတော့ Naruto ရဲ့ event နဲ့ဒီ Downing Star event ဖြစ်မယ်လို့ထင်ပါရည်။ ဂျန်နဲ့စကင်စီရီနှစ်ခုကတော့ဈေးနည်းနည်းများတာဖြစ်တဲ့အပြင်ဒိုင်းမွန်တအားကုန်တာဖြစ်တဲ့အတွက်ဖောက်ဖို့အတွက်ဆိုရင်တော့ဘောစီတွေမှာပဲ okay မှာပါ။ဒါကြောင့်မို့လို့ပရိသတ်ကြီးတို့အနေနဲ့ကြိုပြီးတော့ပြင်ဆင်ခြင်းရင်ပြင်ဆင်ခြင်းလို့ရအောင်လို့ပြောပြပေးတာဖြစ်ပါတယ်။ရှေ့ရက်တီတုန်းကဗီဒီယိုမတင်ခဲ့တာကတော့အခုချိန်မှာငလီယန်တန်ကြောင့်အရန်ကူမှအထိခိုက်ဒဏ်ရာရပြီးဒုက္ခရောက်နေကြတဲ့သူတွေကိုကျွန်တော်တို့ One Shot 7 Team ကစိတ်မကောင်းဖြစ်နေကြတာမို့လို့ဗာဗီဒီယိုမှအလုံးမပေးနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါလေးကိုပရိသတ်တွေကိုအသိပေးရင်လည်းမြန်မာပြည်ကြီးရဲ့အမြန်ဆုံးငြိမ်းချမ်းပြီးတော့ တဘာဝဘေးအန္တရာယ်ကနေလည်းအမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။နောက်ထပ်လည်းအခုလိုမျိုးမိုဘိုင်းလချက်နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုရှာဖွေတင်ဆက်ပေးပါဦးမယ်။အခုလိုမျိုးဒုက္ခရောက်နေတဲ့အချိန်မှာတင်ဆက်ပေးရတဲ့အတွက်လည်းညှို့ငယ်စွာနဲ့ပရိသတ်တွေကိုတောင်းပန်ပါရစေ။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ဂျေဇူးအများကြီးတင်ပါရခင်ဗျာ။